အမှန်အပြည့်အမှန်အပြည့်ဆိုတာစိတ်တက်ချတာမျိုးမဖြစ်เสียအမှန်အပြည့်စိတ်တက်မကြအောင်ခွန်ကြီးတို့တွေမှာဘာတွေရှိတဲ့လဲလို့ဆိုတာအလုံးကြာဘူးရတဲ့ထင်ပဲလုပ်ငန်းတစ်ခု အောင်မြင်ဖို့ရာအတွက်အရေးကြီးတဲ့စိတ်ရဲ့ခွန်အား၄မျိုးရှိအဲ့ဒါကို အဋ္ဌိပါဒအောင်မြင်ခြင်းရဲ့အကြောင်းတရား၄မျိုးလို့လည်းခေါ်တယ်။ဘယ်လောက်ပဲဖြစ်ဖြစ်ဒါသက်ဆိုင်။နောက်တစ်ခုကလွန်မှုကြီးဆိုးထားနိုင်တဲ့သဘာဝတရား၄ခုအဓိပတိ၄မျိုးလို့လည်းခေါ်တယ်။အဲ့ဒီ၄မျိုးကိုမိမိတို့တဏ္ဍမှာအခိုင်အမာတိဆောက်ဖို့လိုတယ်။ဘာလဲလို့ဆိုလို့ရှိရင်သန္တာဝီရိယစိတ်တဝိမာန်တ ဆန္ဒဆိုတဲ့စကားလုံးကညမာစကားလုံးလို့ဖြစ်နေတာပါပဲဆန္ဒဆိုတာ wish ကိုဖြစ်ချင်တာဖြစ်ချင်တယ်ဆိုတဲ့ဆန္ဒအခြေခံအဖြစ်အမှန်တမ်းအရေးကြီးတယ်လို့ပြောတာဘာဖြစ်ချင်လဲဘာလုပ်ချင်လဲဘယ်ကြည့်လိုက်လို့ဘာမှ မဖြစ်ချင်ဘူးဆိုတဲ့လူတယောက်ဆန္ဒမရှိတဲ့လူတယောက်ဖြစ်တယ်ဖြစ်ချင်တယ်ဆိုတာရှိရတယ် ဆက်ဆက်ပြီးတော့တွေးရမှာဖြစ်ချင်တယ်ဆိုတာရှိပြီးတဲ့နောက်ဘာလို့ကမလဲဆိုကြိုးစားဖို့နောက်ကလာရဒါဖို့ဆန္ဒပြီးတော့ဝီရိယကြိုးစားပြီးဆိုတဲ့အခါအခက်ခဲကြုံလာတတ်တယ်ကြုံလာလို့ရှင်စိတ်ထချမ်းခံရမယ်စိတ်ကစိတ်ကခံပါရမယ်အဲ့တော့ဆန္ဒရှိုံကြိုးစားအထောက်ယုံစိတ်ထခံပါယုံနဲ့ရပါလားဆိုတော့မရသေးဘူးပါတော့ဆိုဝိမန္တ စဉ်းစားဆင်ခြင်တဲ့အတိညာလိုအပ်သေးတယ်။ဒါကြောင့်မို့ဒီလေးခုကိုမြတ်စွာဘုရားဟောထားဆန္ဒပြဋ္ဌာန်းတဲ့ဆန္ဒရှိရမယ်။ဆန္ဒရှိတဲ့အတိုင်းလှုပ်ဆောင်မှုဝိရိယရှိရမယ်။လှုပ်ဆောင်မှုဝိရိယရှိတဲ့အတိုင်းပဲပြဋ္ဌိုင်မာတဲ့စိတ်ဓာတ်လည်းရှိရမယ်။ခိုင်မာတဲ့စိတ်ဓာတ်ရှိပြီးတဲ့နောက်မှာဒီမန္တလို့ခေါ်တဲ့ဘလို့လုတ်တဲ့နေဆိုတဲ့စဉ်းစားညာဆိုတာဒါအရေးကြီးတယ်လို့ အဲ့ဒီ၄ခုဟာမိမိတို့ရဲ့တဏ္ဍမှာမရှိသေးရင်ရှိအောင်လုပ်ရှိလိုက်ရင် ခိုင်မအောင်ကြိုးစားဖို့အဋ္ဌိပါဒ၄ပါဓမ္မစာပေထဲမှာလည်းပဲပါဠိစာပေကဆက်လွယ်ပြီးတော့ပြောကြတယ်သန္တဝတ္တခိဏမကမ္မနသိစတိသန္တရှိပြီဆိုရင်မပြေးနိုင်တဲ့အလုပ်မရှိဘူးလို့ ဆန္ဒကြီးရင်ဆန္ဒမြပြည့်စည်တယ်လို့ဒီလိုပြောကြတယ်နော်စိတ်ဆန္ဒဟာပြည့်ပြည့်ထန်ထန်ရှိရမယ်လို့ဒီလိုပြောအဲ့ဒီစကားကိုအလျော်အင်္ဂလိပ်ဘာသာနဲ့ပြောမယ်ဆိုရင်ဆန္ဒ makes the impossible possible လို့ပြောဆန္ဒ makes the impossible possible ဆန္ဒမဖြစ်နိုင်တာကိုဖြစ်အောင်လုပ်နိုင်တယ်လို့ဒီလိုပြော ဝိရှ်တူတူဆန္ဒဆိုတဲ့စကားလုံးကိုအင်္ဂလိပ်လိုပြန်တဲ့အခါကျတော့ဝိရှ်တူတူလောက်ချက်အဲဒီဝိရှ်တူတူဝိရှ်ဟာ makes it the impossible possible မဖြစ်နိုင်တာတွေကိုဖြစ်အောင်လုပ်နိုင်တယ်လို့ယသဗျာအလောင်းသူမိတာယတိဖျားဖြစ်တာအဲ့ဒီဆန္ဒကြောင့်ဖြစ်တာဖျားဖြစ်ခြင်းနဲ့ဆန္ဒရှိဒီပင်ကရာမြတ်စွာဘုရားနဲ့တွေ့တဲ့အခါ ဒီပင်ကရာမြတ်စွာဘုရားထံတရားနာပြီးတော့တရားဓမ္မကျင့်သုံးမယ်ဆိုရင်သူ့ရဲ့အတိညာအရာဉာဏ်နာဖြစ်နိုင်တဲ့အနေထားတစ်ခုရှိလုံလောက်တယ်သို့တော့သူ့ရဲ့ဆန္ဒပါလဲလို့ဆိုရင်ဒီပင်ကရာမြတ်စွာဘုရားလို့ဘုရားဖြစ်ပြီးတတ္တဝါတွေကတည်နေတယ်ဆိုတဲ့ဆန္ဒပဲအဲ့ဒီဆန္ဒကြောင့်ဘုရားဖြစ်တယ် ဲ့တမန်အဖြစ်ကြည့်မယ်ဆိုရင်အဲ့ဒီချိန်မှာဘုရားဖြစ်ဖို့ဆိုတာအလံအဝေးကြီးပဲသို့သောဖြစ်သွားတာအချင်းစရာတော့ရှိတာပေါ့အခုဖြစ်ခြင်းအခုလုပ်လို့တော့ပဲရအတိုင်းတာတစ်ခုရှိတယ်ပေါ့အဲ့ဒါကြောင့်မလို့သံတာ makes the impossible possible မဖြစ်နိုင်တာတွေကိုဖြစ်အောင်လုပ်သွားတယ်သံတာပဲဒီနေ့ခေတ်လောကမှာဒီ ပစ္စည်းတွေတည်ထွင်သွားတဲ့ပုံကိုယ်တွေချိအဆုံးပါဒီလိမ်ညာတို့ဘာလို့တည်ထွင်သွားတဲ့ပုံကိုယ်တွေပဲချိဘလောက်ကြိုးစားလာခဲ့တယ်ဒါဖြစ်ချင်အောင်ဘလောက်လှုပ်လာခဲ့တယ်ဆိုတာတမိုင်းကြောင်းနေတဲ့တက်တိကဟောဒါကြောင့်မလို့ထိုးထိုးတွေရဲ့တဏ္ဍာမှာလည်းပဲဒီသန္တာဆိုတာရှိရမယ်ဒီသန္တာကိုရှိတဲ့သန္တာအများကိုအကျိုးပြုတဲ့သန္တာဖြစ်ဖို့ ခဏကဖြူစင်တဲ့စိတ်ကနဲ့နှလုံးသွင်းဆင်ခြင်ဖို့တော့လိုအပ်တယ်အများကိုလောကကြီးကိုဖြစ်စီမဲ့ဆန္ဒမျိုးတော့မထားတတ်ဘူးပေါ့လောကကြီးကိုအကျိုးပြုမဲ့ဆန္ဒမျိုးနဲ့ကျိုးစားအထောက်ဝင်ဆိုလို့ရှိရင်ဒီဆန္ဒအများအတွက်များစွာအကျိုးဖြစ်လို့အမတမတမိုးရှိတယ်ဒါကိုယ်စိတ်ထဲမှာဒီလိုဆန္ဒဆိုတဲ့အာမအပြည့်ရှိဖို့လိုအပ်တယ်လို့ပြောတယ် ထို့တူပဲသနာရှိတို့လုပ်ပြီဆိုတဲ့အခါမှာဝိရိယကလည်းပဲကြံ့ခိုင်တဲ့ဆွေမြဲတဲ့ဝိရိယရှိဖို့ဝိရိယကို effort effort makes it be impossible possible လုံးလဝိရိယဟာလည်းမဖြစ်နိုင်တာတွေကိုဖြစ်အောင်လုပ်နိုင်မဖြစ်ဘူးလို့ထင်တာတွေဟာဖြစ်လာနိုင်တယ်ပေါ့ဒါကြောင့်ဆန္ဒရှိတဲ့နောက်မှာဝိရိယရှိဖို့လိုအပ်တယ် ဝိရိယရှိလို့ကြိုးပမ်းအထုတ်ပြီးဆိုရင်စိတ်ထက်မခိုင်ပါတဲ့ပုဂ္ဂိုလ်တွေဟာလံကုလမှာပဲကိုလှုပ်တဲ့လုပ်ငန်းတစ်ခုကမအောင်မြင်မဲ့နဲ့ရဆိုင်သွားတတ်တယ်။အဲဒါကြောင့်မလို့စိတ်ထက်ချမ်းခိုင်မှုကလည်းအရေးကြီးတယ်။ Mind makes the impossible possible ။စိတ်ကလည်းပဲမဖြစ်နိုင်တာတွေကိုဖြစ်အောင်လုပ်နိုင်တယ်လို့သူတို့ဆိုတယ်။ဟောနောက်တစ်ခုကျတော့စိတ်ကခိုင်မာတော့လည်းပဲစဉ်းစားဉာဏ်နဲ့ အတိညာရှိဖို့လိုအပ်တဲ့အတိညာမပါဘဲနဲ့လှုပ်လို့ရှိရင်အောင်မြင်မှုဆိုတာမရနိုင်ဘူး။ဒါကြောင့်မို့ wisdom ဆိုတာလိုအပ်တယ်ပေါ့ knowledge to wisdom တို့ဒါကြောင့်မို့ wisdom makes it the impossible possible အတိညာကလည်းမဖြစ်နိုင်တာတွေကိုဖြောင်းလုံးနိုင်တယ်လို့ဟောဒါကြောင့်မို့ဒီအဓိပတိတရားတွေမိမိရဲ့စိတ်ထားထဲမှာအပြည့်အဝရှိတာကိုပဲဒါအာမံအပြည့်လို့ပြောတယ် ကောင်းဆိုးလောကရန်စัญญံခံလေအာမံအပြစ်အလုံးလုံးပြီဆိုတော့ဓာရီဒီအင်အားတွေရှိနေဖို့လိုအပ်တယ်အဲ့ဒါလို့ရှိလာတဲ့အခါမှာလုတ်ပြီဆိုတဲ့အတိုင်းအမြဲတမ်းခွန်ကြီးတို့တွေရှိနေရမယ်အရေးချင်းနှစ်ရက်ကဘာလဲလို့ဆိုရင်တတိမကွာပညာမျောမြင်အဲ့ဒါနှစ်ခုမပါရင်ကတော့လွဲချော်သွားနိုင် တတိမကွာတတိဆိုတာကိုလုတဲ့အလုပ်ပေါ်မှာအများရန်အမှတ်ရနေတာအာယုန်နဲ့စိတ်နဲ့မကင်းမကွာဖြစ်နေတာကိုတတိလို့ပြောအဲ့ဒါလို့အများရန်တတိရှိနေဖို့လိုအပ်တယ်အဲ့ဒီတတိပေါ်မှာကတ်လိုက်မှတတိရှိနေမှအတိပညာဆိုတာလဲဝင်လာတယ်တတိမပါဘဲနဲ့ပညာဆိုတာမဖြစ်ဘူးတဲ့ တတိရှိမှပညာဆိုတာဖြစ်တယ်။ဒါကြောင့်မို့လို့တတိနဲ့ပညာအမြဲတမ်းစာပေကျမ်းဂန်မှာတွဲပြီးတော့သုံးလေးရှိတယ်။တတိအံပစင်ညာဆိုတဲ့စကားတစ်ခု။တတိဆိုတာအာယုံပေါ်မှာအမြဲတမ်းအာယုံနဲ့စိတ်နဲ့တွဲနေအောင်အမှတ်ရနေတာ။ပညာဆိုတာအဲ့ဒီအာယုံရဲ့တဘာဝကိုစူးစမ်းနေတာသိနေတာ။အဲ့ဒီနှစ်ခုနဲ့အလုံးလို့ဖို့လိုတယ်။ဒါကြောင့်မို့တတိမကွာပညာမျှော်မြင် အမျိုးမြင်ပညာကလည်းအရေးကြီးအမှန်ကန်ဆုံးဖြတ်နိုင်မှုကြတော့ဒီအမျိုးမြင်ပညာရှိဖို့လိုအပ်တယ်ပေါ့အဲ့ဒီအမျိုးမြင်ပညာမရှိဘဲနဲ့အလုံးလို့လို့ရှိရင်ကောင်းကျိုးချမ်းသာရဖို့ခက်ခဲတယ်ပေါ့ပညာရှိမှကောင်းကျိုးချမ်းသာတွေကိုရနိုင်တယ်အမျိုးမြင်ပညာနဲ့လုံးမှအလုံးဟာအောင်မြင်ပြည့်စုံနိုင်တယ်ဒါကြောင့်ပေါ့အလုံးချုပ်ပြီးတော့ခွန်ကြီးတို့တွေ ဘာတွေလုတ်တဲ့လည်းဘာတွေရှိတဲ့လည်းဆိုတာစိတ်ဖြူစင်အောင်ထားဖို့ရဲ့ဟောကောင်းဆိုးလောကရန်စัญญခံလေအာမံအပြည့်တတိမကွာပညာမျောမြင်အလုတ်ဝင်အလှဆင်ကြဒုဘဝလို့ကိုယ်ဘဝတဲ့ကိုအလှဆင်တာမဟုတ်နံပါတ်၁ကတော့ကိုယ်ဘဝလှပအောင်ချိုးစားတဲ့ပုဂ္ဂိုလ်တွေဟာဘဂကြီးကိုလည်းအလှဆင်တဲ့ပုဂ္ဂိုလ်တွေဖြစ်လာနိုင်ပါတယ် မလမပလူတယောက်လောကကြီးလဲမှာပေါ်ပေါက်လာတယ်နိုင်ငံတကာနိုင်ငံတနိုင်ငံမှာနိုင်ငံကိုအကျိုးမပြုတဲ့ပုဂ္ဂိုလ်တယောက်ပေါ်ပေါက်လာတယ်ဆိုရင်အလှပဟာပျက်စီးသွားတယ်ကဘာမှာလည်းပဲကဘာကိုအကျိုးမပြုတဲ့ပုဂ္ဂိုလ်တယောက်ပေါ်လာလို့ရှိရင်ကဘာကိုပျက်စီးစေတာအေးဒါကြောင့်မလို့လောကကိုယ်ကိုလှအောင်ပေါအောင်ပြင်ဆင်ခြင်းဖြင့်လောကကိုအလှပြင်ပေးတာလည်းတူတယ်ပန်းကလေးဟာ ပမ်းမွက်လေးဟာသူ့ဘာသူလှလှခြင်းအဖြစ်သူ့ရဲ့ပတ်ဝန်းကျင်ကိုလည်းပဲသူကလှပသွားစေတတ်တယ်။အဲ့တော့လောကလူသားတွေဟာကြိုးစားရမှာကိုယ့်အကိုကြိုးစားဖို့လိုအပ်တယ်။ကိုယ့်ဘက်ကအကောင်းတွေဖြစ်နေအောင်ကြိုးစားခြင်းဖြစ်ကိုဟာလောကရဲ့လောကကိုအချိုးပြုတဲ့ပုံစံကြီးဖြစ်လာနိုင်တယ်။ဒါကြောင့်မို့ဒီကနေ့ဘုန်းကြီးတို့ကောင်းဆိုးလောကရံ ချဉ္ဉံခံရဲ့အာမံအပြိတတိမကွာပညာမျော့မြင်အလောဝင်အလှဆင်ကြတို့ဘွားဆိုတဲ့ကြပြလင်္ကာလေးအတိုင်စိတ်ဖြူစင်အောင်ထားပြီးတော့အလုတ်ချိုးစားခြင်းဖြင့်တို့ဘွားတိုးတက်လာလိမ့်မယ်တိုးတက်လာတဲ့ဘဝတိုးတက်လာအောင် လုပ်ခြင်းဖြင့်မိမိတို့ရဲ့ပတ်ဝန်းကျင်မိမိတို့ရဲ့လောကကြီးကိုလည်း အလှဆင်နေတာဖြစ်လိမ့်မယ်လို့ကိုစီကိုစီသဘောကျပြီးကျင့်ကြံကြိုးကုပ်အထောက်နိုင်ကြပါစေကုန်သတည်း